WWD online media ရဲ့ပရိသတ်များရှင်မိုင်းဖုံးဆရာတော်ဘုရားကြီးကိုမိုင်ရှမ်းကျောင်းမှာမြစ်တာတက်ခံယူပွဲတရားဟောကြားတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မိုင်းဖုံးဆရာတော်ဘုရားကြီးရန်ကုန်မြို့ကိုမိုင်ရှမ်းကျောင်းကိုဧပြီလ24ရက်နေ့ညနေ6:00နာရီခွဲကဒေသစာရေးကြွကြည်လာပြီးမြစ်တာကမ္မထန်စီပြန်ကမြစ်တာတက်ခံယူပွဲတရားဟောကြားပါတယ်။မိုင်းဖုံးဆရာတော်ဘုရားကြီးကငရင်ဘေးတင်ခဲ့တဲ့ တောင်ကြီးမန္တလေးစကိုင်းနေပြည်တော်မြို့တွေကိုတွားရောက်ကူညီထောက်ပံ့နေလှူဒန်းချင်းခရီးစဉ်အတွင်ရန်ကုန်မြို့ကိုပါကြောက်ရောက်ပြီးဒေသဆိုင်လှည့်လည်နေတာဖြစ်ပါတယ်။အဲ့ဒီလိုကြောက်ရောက်ရမှာအေဗီလာ23ရက်နေ့မှာထောက်ကျမ်းမြို့ပွဲကြီးကျေးရွာရှိသာသနာလင်္ကာရာမိုင်းဖုံးချောင်းတိုင်မှာတရားဟောကြားခဲ့ပြီးယနေ့အေဗီလာ24ရက်နေ့မှာတော့ကိုမိုင်ရှမ်းချောင်းတရားပွဲမှာယနေ့ရွေးမှာလာရောက်ဖို့မျှော်သူတောင်းကြော်ရှိပြီးအလွန်များပြားလာပါတယ်။ မင်္ဂလာပါရှင်ဒီကနေ့ရွှေဖြူတို့ကကိုးမိုင်ရှမ်းကြောင်းပေါ့နော်နှီးဖျားကြီးမှာမိုင်းဖုံးဆရာတော်ဖျားကြီးရဲ့မြစ်တာတက်ကိုခံယူဖို့ခုနှစ်ရသားသမီးတွေနဲ့ရောက်ရှိနေတာဖြစ်ပါတယ်ဆရာတော်ဖျားကြီးကခုနှစ်ရသားသမီးတွေကိုဘေးအန္တရာယ်အမျိုးမျိုးကနေပြီးတော့ကင်းပါပါစီဆိုတဲ့စိတ်ဆန္ဒနဲ့မြစ်တာကမ္မထမ်းစီပြန်ပေးမယ်မြစ်တာပို့ပေးမယ်ရွှေဖြူတို့ကလည်းခုနှစ်ရသားသမီးတွေနဲ့အတူမြစ်တာတက်ခံယူမဲ့အစီအစဉ်လေးပါဒီနေ့ပွဲမှာတော့ဆရာတော်ဖျားကြီးကို မိုင်းမုတ်ဆရာတော်ဖျားကြီးကိုရှေ့ပြူတို့ခဏရသားသမီးတွေနဲ့အတူတူဖူးမြော်မှာဖြစ်ပါတယ်ပြီးတော့ဆရာတော်ဖျားကြီးရဲ့မေတ္တာတက်ကိုခံယူမဲ့ပွဲလေးပဲဖြစ်ပါရဲ့ရှင်ဒီနေ့ရှေ့ပြူကရှေ့ပြူရဲ့ပဋ္ဌာန်းဆက်တွေနဲ့အတူတူခဏရသားသမီးကိုဒိန်ဂျင်လာလူတာဖြစ်ပါတယ်လူ300စာပေါ့နော်အာရှေဖြူရဲ့ဒိန်ဂျင်လေးကိုလည်းဒီပွဲမှာရောက်ရှိနေတဲ့သူတွေကလည်းပဲအောင်အတိတ်အောင်နှမိန်နဲ့ဒိန်ဂျင်လေးကိုအတူတကွအာတုံးဆောင်ပြီးတော့မှဘေးအန္တရာယ်တွေကင်းရှင်းပါစေဆိုတဲ့စိတ်လေးနဲ့ရှေဖြူကလှူဒန်းပေးတာဖြစ်ပါတယ်ရှင်။ ဆရာတော်ဘုရားကြီးဟာမိုင်းဆက်ကလှိုင်ကူတစ်ခုမှာအတိတ်ထံဝင်နေစဉ်နတ်မြမာရီရဲ့ပင်ရှောင်မှုကြောင့်ငရင်ဘေးတင်ဒေသတွေအပါအဝင်ရန်ကုန်မြို့ကို BNA အပေါင်းကင်းရှင်းစီဖို့ဒေသစာရေးလှည့်လည်ခဲ့တယ်လို့သိရှိရပါတယ်။ဒါပြင်လူအများကိုလည်းအကုသိုလ်တရားများပြားနေတဲ့အတွက်တည်ကြည်ပစ္စည်းဓာတ်တွေတွေးကြုံနေရတာကြောင့်ကုသိုလ်တရားများများပြုလုပ်ဖို့ကိုလည်းတိုက်တွန်းပါတယ်။ မိုင်းဖုံးဆရာတော်ဖျားကြီးဟာမန္တလေးငရင်တန်းကြောင့်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့စကိုင်းတောင်ရိုရှိဖျားစီတီတီပြုပြင်မွမ်းမံဖို့နဲ့ငရင်တန်းတဲ့ယဟန်သာမဏေတိလရှင်တွေအတွက်အလှငွေနဲ့လှပွဲပစ္စည်းတွေကိုတီတကူဆရာတော်ဖျားကြီးတန်းကိုမိုင်းဖုံးဆရာတော်ဖျားကြီးနဲ့တပည့်တိုင်ရကတိုင်ရကမတွေကအေဘီလာ21ရက်နေ့ကစက္ကန့်လှူဒန်းခဲ့ကြတာဖြစ်ပါတယ်။ ။အေဗီလာ22ရက်နေ့ညပိုင်းကလည်းနေပြီးတော့ရှိမာရာဝီဇီယာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုအနီးကစားတင်ကဖူးမြော်ကြီးညိုခဲ့ကြပြီးနေပြီးတော့မှတရားဟောကြားခဲ့ပြီးနောက်ရန်ကုန်မြို့ကိုဆက်လက်ကြွချီလာခဲ့တာပဲဖြစ်ပါရဲ့ရှင်။